အခုဒီဒီကျွန်တော်အခုလောလောဆယ်ပေါ့နော်အခုပူပူနွဲ့နွဲ့အရိခအောင်ဘေးမင်္ဂလာပါကျွန်တော်ရဲ့ channel မှာကြိုဆိုပါတယ်မြန်မာနိုင်ငံမှာဖိုက်ပွားနေတဲ့အကြောင်းနဲ့ပတ်သက်လို့နေ့စဉ်တဒွန်းထူးတဒွန်းကောက်တွေကိုတန်ဆာပေးနေတာမို့ကျွန်တော်ရဲ့ channel ကို subscribe လုပ်တာပြီဖို့တိုးဆိုချင်ပါတယ်တတ်တော်ရဲ့ထိုက်ပိုင်းခေါင်းဆောင်တွေထဲမှာအပါဝင်ဖြစ်တဲ့ကျွန်တော်ဘုံမှုထွမ်းမင်းနိုင်ပြောတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဒီ ဝက်စတန်ယူကနေပြီးတော့ဟိုအေရကနေပြီးတော့သတင်းသမားတွေကိုချင်းချောက်ပါတယ်သတင်းသမားတွေကိုဒီလိုအကြမ်းဖက်ဖို့အတွက်ဒီလိုလုပ်နေပါတယ်ဆိုရဲပုံစံမျိုးနဲ့သူတို့ဒီလိုတိုက်ရိုက်ရေးကိုကျွန်တော်တို့ပုတ်ခတ်စော်ကားတဲ့ပုံစံမျိုးပြောဆိုလာတယ်နော်အဲ့တော့ဒီသတင်းဌာနဘယ်လောက်ဒီသတင်းဌာနပေးတာလဲဒီသတင်းဌာနကိုအမှန်တကယ်ရခိုင်လူမျိုးတွေကိုကိုစားပြုပြီးတော့ရခိုင်ပြည်မှာဖြစ်ပျက်နေတဲ့ဒီ ရှက်လက်အဖြစ်အပျက်တွေနဲ့ပတ်သက်ရအမှန်မှန်ကန်ကန်တင်ဆက်ပေးနေတဲ့သတင်းဌာနလားဆိုတာကိုကျွန်တော်တို့စီစီရမယ်အချိန်ရောက်လာပြီအဆောင်ကြည့်ရမယ်အချိန်ကျွန်တော်တို့ရောက်လာပြီကျွန်တော်ဒီကိစ္စအများအားပြောကျွန်တော်ဓာတ်ပုံလေးတွေလောက်ပြီးတော့လေကျွန်တော်ပြောရရှင်းပြတယ်လူတွေကဝေကွဲရခက်နေဘာဖြစ်လဲဆိုတော့ဒီသတင်းဌာနကဘသူတွေပန့်ပိုးပြီးတော့ရတည်နေတယ်လဲဆိုတာတော့ကျွန်တော်တို့တာမန်ရခိုင်လူမျိုးတွေကမခွဲခြားတာဘူးမခံမှန်းတာဘူးဖြစ်နေ တင်းဌာနတွေကလေလေတာရောဒီလိုဩဇာခံပြီးတော့နောက်ကအပန့်အပိုးနဲ့ရခိုင်လူမျိုးတွေကိုဖျက်ဆီးဖို့အဲလာရောက်ရှင်းကလာတဲ့တင်းဌာနအယုံဆောင်တဲ့အဖွဲ့အစည်းတွေမှန်သမျှကသူကရခိုင်လူမျိုးတွေယုံကြည်ဖို့အတွက်သူကလှည့်စားရတယ်။အဲဒီတင်းဌာနမှာရခိုင်လူမျိုးတွေထည့်ရတယ်။အဲ့တော့အဲဟိုကောင်းကြောင်းလေးတွေပြောလိုက်အမကောင်းကြောင်းပြောမဲ့အခါကျတော့အခွင့်အရေးကိုစောင့်နေတယ်။လုံးလိုက်ခဲလိုက်အထစ်လိုက်ကြီးကိုထည့်တာ။အဲ့လိုမျိုးလေ။အဲ့တော့အဓိကမဲရတော့မှာ တင်းဌာနကဘလောက်တိမှန်ကန်တဲ့တင်းအချက်လက်တွေစုဆောင်းပြီးတော့ပြည်သူလူထုတွေကိုတင်းစားသုံးတဲ့ပြည်သူလူထုတွေကိုမျှဝေနေတယ်လဲဆိုတော့အကြောင်းအရာတွေနဲ့တိုင်းတာရတော့မယ်။နော်။ခင်ဗျားတို့ကျွန်တော်တို့မြင်မြတ်မှတ်တာပါ။နော်။ရခိုင်ပြည်နဲ့ပတ်သက်ပြီးတော့တင်းဌာနအကုန်လုံးကဒေသအတွင်းအခြေစိုက်ပုံစံမျိုးဖမ်းယူထားတဲ့အယောင်ဆောင်ထားတဲ့တင်းဌာန Facebook ပေါ်မှာဖလူမဲ့ရထားတဲ့တင်းဌာနတွေက၈ခုလောက်ရှိတယ်။ ရှိခုထဲမှာရခိုင်လူမျိုးကိုအမှန်တကယ်ကိုစားပြုတဲ့ရခိုင်လူမျိုးတွေရဲ့ဝင်နဲ့ထောက်ပံ့ဝင်နဲ့ရပ်တည်နေတဲ့မီဒီယာတွေသုံးခုလောက်ရှိတယ်။ကြံတဲ့ဟာတွေကအကုန်လုံးရခိုင်လူမျိုးနဲ့အဲဟိုတိုက်ခိုက်ဖို့အတွက်ဒီမှာဘယောကတွေဒီမှာအဖွဲ့အစည်းတွေထောက်ပံ့နေနေရပ်တည်ပြီးတော့ဒီလိုအချက်ကောင်းကောင်းစောင့်ပြီးတော့အဲဟိုထိုးနှက်ဖို့အတွက်ဖွဲ့ထားတဲ့သတင်းဌာနတွေဖြစ်တယ်။အဲတော့နောက်တစ်ခုကသတင်းဌာနဆိုတာသတင်းဌာနဖြစ်တိုင်းကိုတကယ်အမှန်တရားကိုတင်ဆက်နေတာလား။အဲကျွန်တော်တို့မေးခွန်းထောက်ရမယ့်ကိစ္စတွေရှိလာတယ် တင်ဌာနဆိုတိုင်းဟောဘယ်တင်ဌာနမှာအမှန်တရားကိုဖော်ပြနေမှာမဟုတ်အခုခေတ်ဆိုပို့ဆိုးတဲ့ကမ္ဘာမှာအမှန်တရားကိုဖော်ပြတဲ့တင်ဌာနမရှိတော့ဘူးအကုန်လုံးလိုလောကဘဲလိုက်မှုတွေနဲ့လော်ဘီကြီးတွေယူပြီးတော့ဒီလိုပုတ်ခရေးသားစော်ကားနေတာဖြစ်တယ်တကယ်အမှန်တရားစစ်စစ်ရေမရောတဲ့တကယ်တင်ဌာနအမှန်တရားစစ်စစ်ဖော်ထုတ်နေတဲ့တင်ဌာနဆိုတာမရှိတော့ဘူးနော်ခင်ဗျားတို့တိလိုက်လားကျွန်တော်ဘီအိုရယ်လေဘီအိုရယ်တင်ဌာနလေး ရဖ်ရဲ့တင်ဌာနလည်းအခုဆိုရင်နားသွားပြီလေအခုဆိုရင်ခွန်းသွားပြီလေအဲ့ဒါဘာကြောင့်လဲသိလား train အစိုးရအတက်လာတဲ့နောက်ပိုင်းမှာ train ကိုတိုက်ခိုက်ခဲ့တဲ့မီဒီယာတွေကို train ကကောင်းကောင်းနေပြီးတော့တံပြန်လာအဲ့တော့ဒီ RF ရဲ့တို့ပြော်ရဲ့တို့ကဒီဒီမိုကရက်တစ်အောက်စုတယ်ဒီမိုကရက်တစ်အောက်စုတယ် train အတိုက်ခံဘောမှာနေတော့ train ကိုတေးအောင်ထိုးနေကြတာနော်အဲ့တော့ train သမ္မတဖြစ်လာတယ် train ကလည်းလက်မခံဘူး ကောင်းလေးဘာထောက်မှန်မှာဘာကြက်လေးလည်းမချပေးတော့အဲအဲ့လိုမျိုးလေအဲတော့သတင်းဌာနဆိုတာဘယ်လိုလဲဆိုတာခင်ဗျားတို့ဒီလောက်ဆိုရင်အစပေါ်လောက်ပါပြီနော်ရိုက်မိသွားပါပြီအဲ့တော့သတင်းဌာနတခုလေပဖို့အတွက်ဒါလိုတယ်ဒါမရှိရင်မရဘူးဒိုနယ်ထရန့်ကဘာကြက်မချပေးဘူးဘာကြက်မချပေးတော့ထောက်ပံ့နေမပေးတော့သတင်းဌာနရဲ့အကုန်ရလိုက်ရတယ်ဘယ်သူအချိန်ကုန်ပြီးတော့အဲ့သတင်းဌာနမှာအာရိုက်နေပါလေလာအော်နေပါလေအချိန်ကုန်ခံပြီးတော့ပတ်စံရရတယ်អរទេ ဟုတ်တယ်မလားအဲ့တော့ဟုတ်တာတွေမဟုတ်တာတွေဘာမှအဲ့ဒါတွေတက္ကနထားလောက်အခု western new တော့နောက်ထပ်သတင်းဌာန56ခုလောက်ကလည်းဒီတိုင်းပဲနောက်မှ control လုပ်ဖို့အတွက်အထောက်အပံ့ကောင်းကောင်းနဲ့ကိုအစီအမံကောင်းကောင်းနဲ့ကိုသူတို့ဖွဲ့ပေးထားတာမင်းတို့လောက်ကြဒီ air ကိုငါတို့လက်နဲ့နဲ့တိုက်လို့မရဘူးဒီ air ကိုငါတို့သတင်းဌာနနဲ့ထိန်းချုပ်မှရမှာ air ကိုလက်နဲ့နဲ့တိုက်လို့ရမှာမျိုးငါတို့တဲ့အင်အားကောင်းတဲ့စစ်တပ်တော်မှဒီမှာ ဟုတ်လားခွေးပြုတ်ဝက်ဖြစ်ပြင်းနေရပြီအဲ့တော့ဒီကောင်လေး control လုပ်ဖို့အတွက် media လိုတယ်အမ်သူကအဲ့လိုလောက်တာအဲ့လိုလောက်တာနော်ဒါတမ်းမမျက်လုံးနေနဲ့တမ်းမပြသူတယောက်ရဲ့မမြင်နိုင်နဲ့မျက်လုံးနေနဲ့ဒီနိုင်ငံကြီးကဘလောက်အထိရှုပ်ထွေးတယ်ဘလောက်အထိကိုကျေပြန့်တယ်တယောက်နဲ့တယောက်အတွန်းတိုက်တယ်ဘလောက်ရှိတယ်ဆိုတာကျွန်တော်ကပြောပြနေတာဒါတွေတမ်းမမျက်လုံးနဲ့ကြည့်လို့မမြင်ရဘူးကျွန်တော်တို့ပြိတတ်တယ်နော်အဲ့တော့အဲ့ဒီသတင်းဌာနတွေမှာဟလာဒီအာဘော်ကောင်းတဲ့သူတွေ တော်ကီကောင်းတဲ့သူတွေကိုငှားတယ်။မြေပြင်သတင်းလိုက်ဖို့အတွက်လူတွေလိုတယ်အဲ့လူတွေပတ်စံပေးရတယ်။အဲ့ဒီလူတွေဗီဒီယိုတွေရိုက်တယ်ဆိုတာဖုန်းနဲ့လိုက်လို့မရဘူးကင်မရာတွေလိုတယ်ကင်မရာတလုံးအနည်းဆုံးတိတ်20 30ရှိတယ်။ 4K ဗီဒီယိုရိုက်လို့ရတဲ့ကင်မရာဆိုလို့ရှိရင်အဲ့ဗီဒီယိုတွေတေးပြဖို့အတွက်လိုတယ်။အဲ့မှာ logo တွေဆွဲဖို့အတွက်ဘာတွေညာတွေအတွက်သတင်းဌာနတစ်ခုဆိုတာကိုတောင်ဝန်ကိုနေရာကိုဌာနနဲ့ကိုပိုင်ရဆိုင်ရကိုယူပြီးတော့လှုပ်လှုပ်ကြရတာဖြစ်သတင်းထောက်သတင်းထောက်လှုပ်တယ်ဟာလာတိုင်ပန်းဆိုင်ရအတိုင်ပန်းဆိုင်ရကို ထိုင်နေအဲ့ဒီလှုပ်တဲ့သူကအဲ့ဒီဘိုင်းကိုထိုင်နေအဲ့ကြောင့်မို့အက်ဒီတာတွေတာဝန်ခံတွေအလားရောက်တန်တင်ဆက်တဲ့သူတွေမြေပြင်သတင်းထောက်တယ်ဆိုတာအဲ့လိုမျိုးတဲ့အဲ့တော့အဲ့ဒီလူတွေစုပေါင်းပြီးတော့သတင်းဌာနဖြစ်ဖို့အတွက်ရုံးခန်းလိုတဲ့အဲအဲ့လိုမျိုးရှိတယ်နော်တက်ဆန်နေရမ်းကုန်တာဘာဖြစ်လို့ကုန်ကြခံပြီးတော့လှုပ်တယ်လဲဆိုလို့ရှိရင်ကိုယ်ရဩဇာခံထားတဲ့အဖွဲ့အစည်းတွေအာဏာရဖို့အတွက်ဟုတ်လားလော်ဘီလုပ်ဖို့အတွက် ဒီလိုသတင်းဌာနတွေဖွဲ့ကြတာကမ္ဘာမှာလည်းဒီတိုင်းပဲပေါ့အာလူပုဂ္ဂိုလ်တွေကကာကွယ်ပေးတဲ့သတင်းဌာနတွေနိုင်ငံအကာအကွယ်ပေးတဲ့သတင်းဌာနတွေအဖွဲ့အစည်းကိုကာကွယ်ပေးတဲ့သတင်းဌာနတွေစစ်တပ်ကိုကာကွယ်ပေးတဲ့သတင်းဌာနကမ္ဘာအရရမှာရှိရအဲ့တော့ဘယ်သတင်းဌာနမှာမှန်တရားဆိုတာမရှိတော့ဘူးနော်ကိုလိုရင်လိုတလို့လိုတလို့ပုံဖော်ပြီးတော့ရေးသားနေကြတာအဲ့တော့ဒီ Western News ဆိုတာကျွန်တော်တို့ပြည်သူတွေရခိုင်လူမျိုးတွေလည်း ီသတင်းဌာနဘယ်သူအထောက်ပံ့ယူပြီးရတည်နေတယ်ဆိုတာကိုတော့မှမခံမှန်းတောက်နော်တချို့ကကျွန်တော်ကပြောတယ်ဒီသတင်းဌာနဒီအဖွဲ့စည်းရဲ့လက်အောက်မှာရှိတယ်ဒီအဖွဲ့စည်းကိုလော်ဘီလုပ်ပေးနေတာဆိုတာကျွန်တော်တည်တည်ချာချာကိုကျွန်တော်ဖိုတိုဂရာဖာတွေလောက်ပြီးတော့ကျွန်တော်ဓာတ်ပုံလေးတွေနဲ့မြားလေးပြပြပြီးကျွန်တော်တေချာဆွေးပြတယ်နော်အဲ့ဒီတော့မှလူတွေလာမေးတဲ့လူတွေရှိတယ်ဝက်စတန်နျူးဆိုတာစစ်တပ်ထောက်ခံတဲ့စစ်တပ်ထောက်ခံတဲ့မီဒီယာဆိုတာတက်တက်ရှိတယ်အဲ့11နဲ့ဘာလို့ဆိုတာစစ်တပ်ဟာထောက်ခံတဲ့မီဒီယာစစ်တပ်ကမွေးထားတဲ့မီဒီယာအဲ့ဒါ ICNN လို့ဆိုတာစစ်တပ်သတင်းဌာနတယ်ဒီ Western News ဆိုတာ NUG သတင်းဌာနတယ် NLD သတင်းဌာနတယ်အဲ့ဒါနော် NUG သတင်းဌာန NUG ကို lobby လုပ်တဲ့သတင်းဌာနမဟုတ်လို့ဒီ CDM ဘူကြီးဇင်ရောတို့ ਨੇ interview တွေ interview တွေလောက်တာဗောအဲ့နောက်တော့မှခင်ဗျားတို့မတွေ့တတ်ဘူးလားစစ်တပ်ထောက်ခံတဲ့သတင်းမီဒီယာတွေကဘလို့လို့သွားပြီးတော့ CDM ဘူကြီးဇင်ရောတို့ ਨੇ interview သွားလောက်မှာလဲအမေ့ဖြစ်သွားလောက်မှာလဲဟုတ်တယ်မလားကျွန်တော်ပြောတာရှင်းရှင်းလေးပဲအဲ့ဒါ အဲ့တော့ western new ကနေပြီးတော့အင်ယူဂျီနဲ့ပတ်သက်တဲ့ကောင်းတဲ့ရင်းတွေကိုအများအတိုင်းကျွန်တော်တို့ရေးသားတယ်ဖော်ပြတယ်နော်အဲ့ဒါကိုခံမှန်းခြင်းအပြင်ဒါကအင်ယူဂျီလောက်မှရှိတဲ့တရင်ဌာနဆိုတာကိုခင်ဗျားတို့ရိုးရိုးချင်းချင်းလေးနဲ့အဖြစ်ထုတ်လို့ရတယ်နော်အဲ့တော့နောက်တစ်ပိုင်းကျွန်တော်ပြောပြမယ်ဒီတစ်ပိုင်းကတော့ကျွန်တော် A ကထိုက်ပိုင်းကောင်းဆောင်တွေကိုကျွန်တော်ပြောချင်တယ်မေတ္တာရခံချင်တယ်နော်ဆရာကြီးလို့ပြောချင်လဲပြောနော်ပြရတယ်ဘာမှမဖြစ်ဘူး ကျွန်တော်ဒီဆရာကဥက္ခိုင်ဒုက္ခတော့ဆိုလို့ရှိရင်ဒီလောက်အထိ BOE ကနေပြီးတော့အဲဟိုတိုက်ခိုက်နေတာကိုတိတိရနဲ့အဲ့ဒီအင်တာဗျူးမှာသွားအဲ့ဒီသတင်းဌာနမှာသွားပြီးတော့အင်တာဗျူးတွေလုပ်တယ်အဲ့အမေးအဖြေတွေလုပ်တယ်ကျွန်တော်လုပ်ရမှာမလို့တာ BOE မပိုက်ခင်တော့က try ကမပိုက်ခင်တော့အရင်တော့ဆိုရင်အဲဟိုအရက်ခတ်တတ်တော်ရေဟိုတကယ်တခိုးတည်းမရပုံစံမျိုးနဲ့ပေါ်ပြတာရေးတာ အာအညူကြီးကိုတော့ပြည်သူအစိုးရအညူကြီးအာတခန့်တနာနဲ့ခေါင်းစဉ်နဲ့တပြီးတော့ပေါ်ပြပေးမယ်အဲဟိုကြတော့ရခိုင်လက်နဲ့ကန်အဲအာအဲ့လိုမျိုးတွေလောက်တာအဆရာဥခန်ဒုက္ခကြတော့လေအဲပြောရေးဆိုခွင့်ခိုင်ဒုက္ခဘလောက်တိမလဲမခန့်လဲမလဲမစားလဲရာကွက်ဆန်ဆန်ဇရိုက်တယ် ਨੇ ဒီလောက်တိပေါ်လွင်နေတဲ့သတင်းဌာနမှာသွားပြီးတော့အင်တာဗျူးတွေသွားလုပ်တယ်ကျွန်တော်တခြားပလက်ဖောင်းတွေရှိတာပဲအများကြီးပဲဟုတ်တယ်မလား ရန်ဂျာတို့ကလောက်မလားအင်တာဗျူးတယ်ဒါမှမဟုတ်ဒီ US မှာရှိတဲ့ဒီအာရခမီဒီယာတို့ကလောက်မလားဒါမှမဟုတ်ကိုယ့်ဘာကိုယ်လေးပြန်ကြားရေးရုံးဖွင့်ပြီးတော့ပြန်ကြားရေးရလဲသတင်းထုတ်ပြန်လို့ရတာပဲဟလာအင်တာဗျူးတယ်အင်တာဘိုက်တွေလောက်လို့ရတာပဲအဲ့တော့မှအဲ့သတင်းဌာနတွေက BOI တို့ကယူပြီးတော့ကိုသူတို့ဖော်ပြကြပေါ့တပတ်တစ်ခုပြောပြဒီသတင်းဌာနကောင်းကောင်းကိုရခိုင်လူမျိုးတိုက်ခိုက်ရတဲ့အဲ့ကိုဒီရခိုင်လူအာရခတပ်တော်မှာရှိတဲ့ခေါင်းဆောင်ပိုင်းတွေနိုင်ငံသမားတွေကတွားပြီးတော့အဲ့မီဒီယာတွေနဲ့တွားပတ်သက်တယ်အဲ့ဒီအချက်ကိုလည်းကျွန်တော်လုံးဝသဘောမကျဘူး ကျွန်တော်ပြောတာကြမ်းတဲ့ platform တွေမရှိဘူးကျွန်တော်မှလူမရှိဘူးသတင်းဌာနတွေမရှိဘူးအမှန်တကယ်ရခိုင်လူမျိုးတွေကိုစားပြုတဲ့သတင်းဌာနတွေပေါ့အဲမရှိဘူးကြမ်းတဲ့နေရာပြောလို့မရဘူးအဲ့ဒီနေရာတွေပဲရှိတယ်ဆိုရှင်တွားရတဲ့ပြဿနာမရှိဘူးအဲ့တော့ဟိုရောက်တော့အမေခံရတဲ့အဲ့ဒီသတင်းဌာနတွေကမေးတဲ့မေးခွန်းတွေကဂျောင်းပိုက်ပြီးတော့မေးတာအဲ့ဒါတွေနဲ့ပဲရင်ဆိုင်ရတယ်အဲ့ဒါတွေလည်းတွားပြီးတော့ interview တွေတွားလုပ်တယ်ကျွန်တော် BBC တို့တွားလုပ်ပါ BBC ဆိုရင်အဲ့လောက်တွေ မဆိုးသေးဘူးနည်းနည်းလေးပြော့ပြောင်းနေတယ်ပြော့ပြောင်းတဲ့ policy တွေရှိသေးတယ်တိုက်ပြီးတော့မပြင်းထန်နေဘူးဒါမဲ့အဲ့ဒါတွေလေသူတို့လူတွေပဲအဲ့ဒါလေ democratic out suit တွေပဲအဲ့တော့ခင်ဗျားတို့ကြည့်အောင်သတင်းဌာနတွေဘလောက်မှားတယ်မှန်တယ်ဆိုတာပြောမနေနဲ့ဟော try ကနေပြီးတော့ donate try ကနေပြီးတော့အဲ့ဒီ BOA နဲ့ RFL ကို budget ဖြတ်တာတယ်ကြည့်လေသူအတိုက်ခံမောတော့သူ့ကိုအသေးလေးစော်ကြတာအဲ့ media တွေ democratic out suit တွေ try ကိုရေးသားကြတာအမျိုးမျိုးအဲ့တော့ try ဓမ္မတာဖြစ်လာတယ် ီကောင်တွေ budget တွေဖြတ်တယ်အာလေပတ်လို့မရတော့ခုဆိုရင်ဂွမ်းသွားပြီ RFL ရောအဲ့ဒီ BOY ရောထမ်းနားခိုင်းလိုက်ပြီအဲ့လိုမျိုးတွေနိုင်ငံရေးကခင်ဗျားတို့ကျွန်တော်တို့ထင်တယ်လို့မယိုးမယိုးရှင်းဘူးနိုင်ငံရေးမယိုးရှင်းတယ်လို့မျိုးอ่ะအဲ့ဒီနိုင်ငံရေးကိုအကြောင်းပြုပြီးတော့ဒီတရင်ဌာနဖြစ်နေရတည်နေတဲ့သူတွေဆိုတာလေဒီလောက်ထိမယိုးသားဘူးเนาะခင်ဗျားလူတွေးကြမှာပါဒါကျွန်တော် တည်င်းဌာနတွေကဘယ်လောက်ယူသားရမယူသားဘူးဆိုတာကျွန်တော်ခိုင်းနှိုင်းပြတာเนาะ trend မဟုတ်မဟုတ်ပြောခဲ့တဲ့မီဒီယာတွေကို trend သမဏဖြစ်တဲ့အချိန်မှာ trend ကပြန်ပြီးတော့တရားဆွဲတယ်အခုဆိုလို့ရှိရင်အဲ့ဒီမီဒီယာတွေက trend ကိုနေပြီးတော့ဒေါ်လာဘယ်နှသန်းဘယ်နှသန်းဆိုပြီးတော့ရောကြီးပေးရမယ့်အခြေအနေတွေအမှုတွေရင်ဆိုင်နေရတဲ့တည်င်းဌာနတွေတော့ရှိတယ်ရွေးချယ်မှာเนาะကိုအာဏာရတဲ့လူတွေဒီမိုကရက်တစ်အုပ်စုတွေအာဏာရတဲ့အချိန်မှာတော့စီးမရှိကမ်းမရှိ brand မရာပေါ်ပြရတယ်အဲ့တော့ trend သမဏဖြစ်တဲ့အခါကျတော့ trend ကလည်းသူလောက်ပိုင်ခွင့် ရှိတဲ့နေရာပြန်ပြီးတော့လှုပ်တာအမှန်တရားမရှိတော့ဘူးကျွန်တော်ပြောချင်တာအဲ့ဒါပဲနော်အဲ့တော့နောက်ဆုံးတစ်ခုကနေပြီးတော့ကျွန်တော်ပြောပြချင်နော်လူမျိုးတစ်မျိုးကိုတတ်ဖို့အဖွဲ့အစည်းတစ်ခုကိုတတ်ဖို့အတွက်တနေ့နဲ့တတ်လို့မရဘူးလက်ညှိုးကိုရေးပြီးတော့တစ်မျိုးလုံးကိုမြေပြောက်သွားအောင်လှုပ်လို့မရဘူးဒါမဲ့ကလောင်တစ်ချောင်းနဲ့လှုပ်လို့ရတယ်ဆိုလိုတဲ့တဘောကဗမာစကပုံမှာတော့ရှိတယ်ဗျာဓာတ်သွားတဲ့ကလောင်သွားထက်တယ်ဆိုတာဒီအကြောင်းအရာတွေကျွန်တော်ကွန်ကရက်ရှင်းနေလောက်ကကျွန်တော်ပြောပြခဲ့ပြီးပါပြီ နော်မီဒီယာဆိုတာဘလို့အရေးအရေးကြီးတယ်ဆိုတာလို့အဖွဲ့အစည်းမှာဒီလိုမီဒီယာမျိုးတွေဒီလိုမိတ်မက်ကာတဲ့စပီကာစပီအောက်တဲ့လူတွေမရှိဘူးဆိုလို့ရှိရင်အဲ့ဒီလူမျိုးတစ်မျိုးကကဘာမှာအနှင်ခံရတယ်ဖေကျင်ခံရတယ်ခုကြည့်လေရခိုင်လူမျိုးတွေမီဒီယာတွေအားမကောင်းဘူးကျွန်တော်တို့ရဲ့နောက်မှာနိုင်ငံကြီးတွေမရှိဘူးကျွန်တော်တို့ရဲ့နောက်မှာအဖွဲ့အစည်းအကြီးတွေမရှိဘူးအဲ့တော့ခိုးဝင်နေကြည့်ခိုးဝင်နေတဲ့နောက်မှာအဖွဲ့အစည်းအကြီးတွေရှိတယ် ONC လို့အဖွဲ့အစည်းတွေရှိတယ် အဲ့လူတွေကဘယ်လိုလောက်လာလဲရခိုင်လူမျိုးတွေကိုခိုးဝင်အဖြစ်ပုံပေါ်လာကြတယ်သူတို့ခိုးဝင်တဲ့လူတွေကမှရခိုင်လူမျိုးအဖြစ်နဲ့ဒီလိုမဟုတ်မဟုတ်တဲ့ရင်တွေကိုပုံမှန်ရိုက်ပြီးတော့မျိုးမျိုးလျှောက်ပြီးတော့ဂျပူလိုက်ပြအောင်ပြောပြီးတော့ဝါရရဖြတ်နေကြတယ်ဒါပဲနေရာလောက်တာလေကုလသမဂ္ဂကလောက်တယ်မလောက်ဘူးဆိုတာဒီကန္နထားလိုက်အောင်နော်မီဒီယာကလောက်တာဆိုရှယ်မီဒီယာအသုံးချပြီးတော့လောက်နေတာဒါလေးကိုလေကျွန်တော်တို့မြင်ဖို့လိုတယ် အဲ့လိုမျိုးရှိတယ်ကျွန်တော်တို့ကတော့မနေနိုင်ဘူးမခံစားနိုင်ဘူးเนาะလူမျိုးအထင်တော့ကျွန်တော်တို့ကတက်တက်ပြောရတယ်အမုန်းခံပြီးပြောရတယ်အစဲခံပြီးပြောရတယ်ကျွန်တော်တို့သိတယ်လေကျွန်တော်ကဒီသဘောတရားတွေကိုနားနေတယ်လေကြုံမြင်နေတယ်လေဟုတ်လားအဲ့တော့သတိထားကြပါเนาะတရင်ဌာနဆိုတဲ့တရင်ဌာနလာတဲ့တရင်နေကမှန်ကန်လိမ့်မယ်မြတ်တတ်လိမ့်မယ်လို့မထင်နဲ့ရခိုင်လူမျိုးရဲ့နောက်ကျောအဲရဲ့နောက်ကျောပါ ဓာတ်နဲ့ထိုးဖို့အတွက်ဓာတ်အသိကင်ပြီးတော့စောင့်နေတဲ့မီဒီယာတွေအများကြီးရှိတယ်ရခိုင်ပြည်ကမီရှိုးပဲလူတွေကနေပြီးတော့ဓာတ်စီပွန်းကင်ပြီးတော့အသိစောင့်နေတဲ့မီဒီယာတွေအများကြီးရှိတယ်နော်ပွေလန်းတော့ဖြာခင်းမဲ့မီဒီယာတွေလည်းအများကြီးရှိတယ်စောင့်ကြည့်နေတယ်မီဒီယာတွေနဲ့မှွေမှွေဆော့မယ်ဟိုဘက်အောက်စုနဲ့ဒီဘက်အောက်စုမတက်အောင်လောက်မယ်ဆိုတာမီဒီယာဘဝပဲလုပ်လို့ရတာအဲ့ဒီတဲ့ရင်အမားတွေနဲ့တရင်အတုတွေနဲ့ပဲဖန်တီးပြီးတော့ဆော့ပေးလို့ရတာဆိုရှယ်ခက်လေ ဆိုရှယ်ခက်မှာဆိုရှယ်မီဒီယာကိုတွင်းတွင်းကြကြသုံးချလာတာကြားတယ်။ကောင်းတဲ့နေရာမှာမကောင်းတဲ့နေရာမှာရောနော်ဒီအတွေးခေါ်ရင်းနဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်တို့လူမျိုးတွေကိုလေကောင်းကောင်းကြီးကိုကြည်ကြည်ညံ့ညံ့ကိုကျွန်တော်တိစေချင်တယ်။နားလေစေချင်တယ်။နော်ဒီတော့ကျွန်တော်တို့ပြောတာလူမျိုးရဲ့အဆောင်ရောက်လို့ပြောသလားဟလာကိုလူမျိုးတွေအပေါ်မှာကြားရောက်လာမဲ့ဒုက္ခဒုက္ခတွေကိုကြုံမြင်ပြီးတော့ဟလာဒါမဖြစ်ရလေအောင်ဟာတားဆီးတဲ့ပုံစံမျိုးနဲ့ပြောတာလား မခံချင်လို့ပြောတာလားစေနာရှိလို့ပြောတာလားဆိုတာနည်းနည်းလဲဝေဖန်ဆန်းစစ်ဖို့လိုတယ်နော်အခုတော့မနေသားတော့ကျွန်တော်တို့ထွက်ပြောရပါမယ်ဟိုနေရာလေးပြောဒီနေရာလေးပြောကျွန်တော်တို့ကဘယ်လိုပြောမလဲပါဠိကငပိကျက်ဖြစ်နေပြီနောက်ပိုင်းကျတော့ကိုယ့်ဘက်ကလူတွေဒီလိုများများပြောပေးမဲ့သူတွေမရှိတဲ့ခါကျတော့ကျွန်တော်ရခိုင်လူမျိုးတွေတွက်ကြရလူရခိုင်လူမျိုးကောင်းမွန်ချီးပါချနေနော်အဲ့လိုမျိုးဖြစ်နေတယ်အဲ့တော့ကြာရင်ရခိုင်လူမျိုးတွေကခိုးဝင်ဖြစ်လာနိုင်တယ် နော်ဒီနေ့ဒီကိုပိုင်တဲ့မူလဘူဒ်ပိုင်ရှင်စစ်စစ်တရားခိုးဝင်နေဖြစ်လာတော့မယ်အဲ့ခိုးဝင်နေကအခု social media ကိုအသုံးချပြီးတော့ပေါက်ပန်းလဲစေတဲ့អော်ပြီးတော့ရခိုင်လူမျိုးတွေပေါက်ခတ်ဆော်ကားနေကြတယ်ဒါပေမဲ့ကိုယ့်ဘက်မှာဒီလိုអော်ပေးမဲ့လူတွေမရှိဘူးကိုယ့်ဘက်မှာရှိတာဘလူလူတွေရှိလဲဆိုလို့ရှိရင်အာဗမာ lobby တွေကអော်လို့ရှိရင်အဲ့ဒီအကောင့်တွေကအောက်မှာကွမ်းမင်းတွေရဲသားပြီးတော့အာပျော်ကြီးပျော်ပျော်ဝေးကြာနေတယ်အဲ့မှာအာတော်လိုက်တာဟာ အာကိုလူမြကျော်တော်လိုက်တာအာကိုလူမြကျော်လေးစားပါတယ်အာကိုလူမြကျော်ဟိုဖြစ်ပါဒီလူဒီဟာဖြစ်ပါတယ်အဲ့လိုမျိုးတယ်အဲ့မှာအမြဲတမ်းကျွန်တော်တွေ့ရနော်အဲ့ထိုင်းနိုင်ငံကခွက်ခေါက်တွေကအောက်မှာဆိုရှင်ရခိုင်နေသွားပြီးခွင့်မပေးကြတာဟာကိုစရာကျေးဇူးတင်ပါတယ်ဟာဘာဖြစ်တာတော့ညာဖြစ်တာတော့ခင်ဗျားတို့ကျွန်တော်တို့မြောက်ပေးနေတာအဲ့ကောင်နေစစ်တမ်းလေဒီတိုင်းပဲနော်အဲ့တော့နောက်ထပ်ဒီမင်းဆောင်မှာရှိတယ်ကျွန်တော်ဒီနော်အဲအเจ้าတွေအဲသတင်းတွေကိုအမြဲတမ်းတင်ဆက်နေတယ် သူတို့အညူကြီးမကောင်းကြောင်းနဲ့အညူကြီးအားနည်းချက်တွေကိုတခါမှမထောက်ပြဘူး။ကြောက်ဖြူစစ်ပွေးနဲ့ပတ်သက်ပြီးတော့အဲဝင်နေပြီးတော့အမြောက်တလူမျိုးဘယ်လိုပြောမလဲလူလေပုံစံမျိုးနဲ့ဒါကောင်းကြလားမင်း။တုံးပုံပုံလို့တပုံလောက်ပဲကောင်းတယ်။ကြံတဲ့နှစ်ပုံကဒါငါတို့မြောက်ပေးနေတယ်ဆိုတာကိုသိရမှာ။တိုက်ပွဲဖြစ်တယ်ကိုယ့်ဘက်ကလော်ပြီးလောက်ပဲအမှန်နဲ့။ဒါမှတခြားတစ်ဖက်မှာအဲဟိုကိုထောက်ခံတဲ့အဖွဲ့စီအဲ့ကောင်တွေထောက်ခံတဲ့အဖွဲ့စီတွေကအဲဟိုပောက်ခတ်နေတဲ့အရာတွေကြတော့တခါမှနေပြီးတော့ ပြောတာလည်းမတွေ့ရဘူးဆိုတာလည်းမတွေ့ရဘူးနော်ကိုကိုကိုလည်းသူတို့လိုပြောနေအောင်ကြိုးစားကြနော်သူများတွေဟောအားကိုးပြီးတော့ခင်ဗျားတို့ဒီတိုင်းကျွန်တော်တို့ခင်ဗျားတို့တွေနှစ်ပါးသွားနေရင်လေမလွယ်ဘူးကျွန်တော်တို့တွေ